အဝတာဆူရီဆူမဝဒကုတရာပြင်လာပါဒီနေ့တော့ပြည်သူနဲ့အချင်းများခဲ့တဲ့ဖြစ်စဉ်မျိုးနောက်ထပ်မဖြစ်အောင်အထူးအလေးပေးစက်မှတ်သွားမယ်လို့စစ်ကူအုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်တဲ့တဲ့တိုက်ဦးထောင်မှာနိုင်ချင်း16ဦးတိုက်ပိတ်ခံထားရဆဲဖြစ်တယ်လို့ဆိုတဲ့တဲ့စာရဖရအပိုင်ရဲ့ဒီနေ့အော်တိုဘားလ17ရက်နေ့အတွက်နေ့စစ်တဲ့တွေကိုတင်ဆက်ပေးပါမယ်နောက်ပိုင်းမှာတော့နိုင်ငံတကာတဲ့တွေကိုကြားကြရမှာပါ thank you န္တလေးတိုင်းစစ်ကူမြို့နယ်မှာအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကရဲဘော်တွေနဲ့ပြည်သူအချို့အချင်းများခဲ့တဲ့ဖြစ်စဉ်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်အခုဖြစ်စဉ်မှာအများပြည်သူစိတ်အနှောက်အယှက်ဖြစ်ခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပြီးတော့နောက်ထပ်မဖြစ်အောင်အထူးအလေးပေးချက်မှတ်သွားမယ်လို့စစ်ကူမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကမနေ့ကအောက်တိုဘာလ12ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ သတင်းပေးပို့ချက်အရ Starling Internet ကိုစီကံချိုးဖောက်ပြီးတော့အသုံးပြုတဲ့အတွက်အရေးယူဖို့မန္တလေး PDF မြို့နယ်ပကဖာပလဖရေးပေါ်ငါဦးတွားရောက်ခဲ့ပြီးစက်ပိုင်ရှင်ကတာဝူရှိသူလာရောက်သိမ်းဆဲမှလက်ခံမယ်လို့ပြန်လည်ပြောဆိုကြောင်းနေ့လယ်3နာရီမှာတော့အရေးပေါ်အုတ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရဲ့ညွန်ကြားချက်နဲ့တာဝန်ရှိသူတူပူပေါင်းတပ်ဖွဲ့ဝင်12ဦးထပ်မံတွားရောက်စင်မှာလူမှုကွန်ရက်မှာပြန့်နေတဲ့ရုပ်သက်ဖိုင် ရှစ်စင်ဖြစ်ပွားခဲ့တာလို့ထုတ်ပြန်ချက်အရသိရပါတယ်။တာဝန်ကျရဲဘော်တွေကစက်ပိုင်ရှင်တွေနဲ့အခြေအတင်ဖြစ်ပွားပြီးတဲ့နောက်မှာကျင်းဝင်တဲ့စည်းကမ်းကိုချိုးဖောက်ပြီးစိတ်လိုက်မန်ပါပြုတ်မှုခဲ့တာတွေ့ရတယ်လို့လည်းဆိုပါတယ်။ပြည်တနာတွေမှုခင်းတွေကြိုက်တွေ့တဲ့အခါမှာကြရာတာဝန်နဲ့ပုံပြီးညော်ညီတဲ့လိုက်ဖက်တဲ့ရဲဘော်တွေကိုစစ်စစ်ရွေးချယ်ပြီးတော့စနစ်တကျတာဝန်ပေးဖို့စီစဉ်မယ်လို့သိရပြီးတော့လက်ရှိမှာတော့တာဝန်ကျရဲဘော်တွေကိုရော စတားလစ်စက်ပိုင်ရှင်တွေကိုရောတက်ဆိုင်ရာစီးမြင်စီကဲနဲ့အေးအေးယူသွားမယ်လို့သိရပါဗျ။ပကိုးတိုင်းတိုက်ဦးအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသား၁၇ဦးကိုစစ်ကော်မရှင်လက်အောက်ခံထောင်အာဏာပိုင်တွေကလက်ရှိအချိန်ထိတိုက်ပိတ်ထားဆဲဖြစ်တယ်လို့ထောင်နဲ့နှိဆက်သူတွေကပြောပါဗျ။တိုက်ဦးအကျဉ်းထောက်ကနိုင်ကျင်းတူဦးကို အခြားရာစုဖို့အကျဉ်းသားတွေကဝိုင်းဝန်းထိုးချိတ်မှုအပေါ်ကိုမချိနဲ့တာကြောင့်ထောင်နာပိုင်တွေကိုတိုက်ကြားခဲ့ရမှာ တစုံတရာဖြည့်ရှင်ပေးမှုမရှိဘဲနဲ့လူစုလူဝေးပြုလုပ်ခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အခုလိုတိုက်ပိတ်လိုက်တာဖြစ်ပါတယ်။တိုက်ဦးအကျဉ်းထောင်မှာ အော်တိုဘာလ၂ရက်နေ့ကလေးကနိုင်ချင်း၁၉ဦးကို၅ဦးတစုခွဲကတိုက်ပိတ်ထားပြီးတော့ခြေချင်းတောက်ဝေပါခတ်ထားတယ်လို့သိရပါတယ်။မြန်မာနိုင်ငံအတွင်းကအဆိုးဝါးဆုံးကျဉ်းထောင်တွေဖြစ်တဲ့ဦးဘူ၊အင်းစိန်၊တာယာဝတီ၊မကွေတိုက်ဦးစတဲ့အကျဉ်းထောင်တွေမှာ တိုက်ဦးထောင်ဟာ2024ခုနှစ်အတွင်းဖိနှိပ်မှုနံပါတ်3နေရာမှာရှိခဲ့ပြီးတော့ဒီနှစ်ထဲမှာတော့နံပါတ်4နေရာမှာရှိပြီးစိုးရိမ်ရတယ်လို့ထောင်ဝင်စာလဆင်ပို့ဆောင်နေသူတွေကပြောကြပါဗျ။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုနှစ်မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်လှိလာသူတွေစေလို့ပို့အရှိတအအာရှနိုင်ငံများအတင်းအာဆီယံကိုမြန်မာအာဏာသိမ်းစစ်အစိုးရကဖိတ်ကြားထားပြီးတော့ အာဆီယံအနေနဲ့ဒီလနောက်ပိုင်းမှာကျင်းပမယ်ဒေတာဆိုင်ရာထိပ်တီးအစည်းအဝေးအတွင်တောင်းဆိုချက်ကိုဆွေးနွေးမှာဖြစ်တယ်လို့မလေးရှားနိုင်ငံရေးဝန်ကြီးဌာနကပြောပါတယ်။ရွေးကောက်ပွဲစောက်ကြည့်လည်လာသူတွေဆေလို့ဖို့အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကိုတိုးမြင့်ဖိတ်ကြားထားတယ်လို့စစ်သက်ဝန်ကြီးဌာနကတောက်ကြနေညပိုင်းကထုတ်ပြန်ခဲ့ပါတယ်။လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ်အငင်းပွားဖွဲ့ရာအထွေထွေရွေးကောက်ပွဲ ပထမအဆင့်အတွက်မလေးရှားကလိလာသူအဖွဲ့များစီလို့မယ်လို့တောက်ကြနေကမြန်မာနိုင်ငံပိုင်မီဒီယာမှာဖော်ပြထားခဲ့ပြီးမဲ့အခုကြေညာချက်မှာတော့မြန်မာစစ်တပ်ရဲ့ဖော်ပြချက်ကိုကိုးကားပြီးသုံးသပ်ရာပြောထားတာမရှိပါဘူးမြန်မာစစ်တပ်အကြီးအကဲဗိုလ်ချုပ်မူဂျီမင်းအောင်လိုင်းနဲ့မလေးရှားနိုင်ငံရေးဝန်ကြီးမိုဟာမက်ဟာဆန်တို့ဂျာရာပဒေးနေ့ကနေပြီးတော့မှတွေ့ဆုံပြီးတဲ့နောက်အခုလိုကြေညာချက်ထွက်လာခဲ့တာဖြစ်ပြီးတော့ဝေဖန်သူတွေနဲ့အနောက်နိုင်ငံအများအပြားက ရွေးကောက်ပွဲကိုကိုစားပြုနိုင်ငံရေးပါတီတွေကနေတဆက်စစ်တပ်ရဲ့အုပ်ချုပ်မှုကိုတရားဝင်စေဖို့လှုပ်ထားတဲ့အတုအယောင်အဖြစ် ရှုမြင်နေကြပါတယ်။ဒီတရင်ကိုတော့ဘန်ကောက်ပို့စတင်ဌာနကိုကိုကားတင်ဆက်ခဲ့တာပါ။ကဘာကြီးပူနွေးလာမှုဟာမျောလင့်ထားတာတည်းပိုပြီးအန်ဒီရဲ့များနေပြီးတော့အခုအခါတန်တာကြောက်တန်းတွေအလုံးနီးပါးပြည့်စည်လူနီးပါးဖြစ်နေပြီးတော့ရာသီဥတုဆိုးရွားလာတာကအန်ဒီရဲ့အမတ်ကိုရောက်နေတဲ့အတွက်ဂေဟစနစ်ပြိုလဲဖို့အတွက်တွန်းပို့နေတယ်လို့ ကဘာတဝန်းကသူ့တည်တည်160က Global Thin Pin Point ဆိုတဲ့အစီအခံစာမှာဒီနေ့မှာထုတ်ပြန်ပြီးတတိပေးလိုက်ပါတယ်အခုနှစ် COP တက်တဲ့ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးမတိုက်ခင်ရေတသပတ်အနည်းငယ်အလိုမှာအခုလိုအစည်းအခမ်းစာထုတ်ပြန်တာဖြစ်ပြီးတော့အစည်းအခမ်းစာမှာတစ်တော့ပြုံတိမှုနှုံးပေါ်အခြေခံပြီးပြင်းမြကပအပူချိန်တရမ5ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပူနွေးလာတဲ့အတွက်မိုးတစ်တော့စနစ်ဟာအခုအခါမှာ ပြိုကျနိုင်ခြင်းရှိနေပြီလို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်ဟာကမ္ဘာပေါ်မှာအပူဆုံးစံချိန်တင်ခဲ့ပြီးတော့ကမ္ဘာတန်တာကြောက်တန်းတွေရဲ့84ရာခိုင်နှုန်းဟာအယောင်ဖြော့သွားတာနဲ့သေဆုံးတာတွေဖြစ်ခဲ့ပြီးတော့တန်တာကြောက်တန်းတွေပြန်လည်ကောင်းမွလာစေရန်အတွက်ကမ္ဘာကြီးဟာစစ်မှုခေတ်မတိုင်မီပြင်းမြတ်တဲ့အပူချိန်1ဒီဂရီစင်တီဂရိတ်ကိုပြန်ကျသွားအောင်အရှိန်မြင့်လှုပ်ဆောင်ဖို့လူနေပြီလို့လည်းဆိုထားပါဗျ။အမျိုးသားရေးမူဝါဒထုတ်ပြန်ချက်တွေအရာ ကဘာကြီးဟာအခုနှစ်ရာစုနှစ်မှာပူနွေးမှု3.3ဒီဂရီစင်တီဂရိတ်လမ်းကြောင်းပေါ်ရှိရဲလို့သိရပါတယ်။ဒီတရင်ကိုရောရိုက်တာတရင်ဌာနကို ကိုးကားတင်ဆက်ခဲ့တာပါ။ဒီနေ့အော်တိုဘာလ7ရက်နေ့ဖရက်အဖန်ရဲ့နေ့စစ်တည်နေနိုင်ငံတကာတည်င်းတွေကိုတင်ဆက်ပေးခဲ့တာပါကျမအင်ကြီးပါရှင်